ဇေယောင်းနာစီဝါရဲ့အခြေခံပဲဖြစ်ပါတယ်ဇေယောင်းတဲ့သူတိုင်းကမချမ်းသာပြီပဲဒါချမ်းသာတဲ့သူတိုင်းကတော့တနည်းမဟုတ်တနည်းချောင်းနေတဲ့သူတွေဖြစ်ပါတယ်အလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီဝင်ဝေတိုးစီမဲ့တနည်းအားဖြင့်ချမ်းသာကြွားဝတီမဲ့နီလန်းလေးတစ်ခုကြောင်းကျွန်တော်ဝေဖန်ပေးချင်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကရွာမှာနေတဲ့အချိန်မှာကျွန်တော်ဈေးရောက်ခဲ့ရတယ်ဈေးရောက်ခဲ့ရတယ်ဆိုတော့ ဟိုမှာကျွန်တော်တို့ကတောင်ရလောက်တယ်ပေါ့တောင်ရလောက်တော့ကျွန်တော်တို့သူ့ယာတီယာတီပေါ်တီးညာလေးတွေအဲကျွန်တော်မိဘတွေကစိုက်တာရှိတယ်သူတို့ကဟိုမှာသူ့ယာတီလိုက်ပေါ့နော်ဒီအသီးရွက်တွေစိုက်တာရှိတယ်တီးညာတွေစိုက်တာရှိတယ်ပေါ်လာပြီဆိုလို့ရှိရင်အဲကျွန်တော်ရွာတဲ့ live တော့ပတ်ရောင်းခိုင်းတယ်ပေါ့အဲကျွန်တော်ငငယ်တည်းကဟိုအချက်တစ်ခုကပါလဲဆိုလို့ရှိရင်နည်းနည်းဟိုရှက်တက်ကြောက်တက်ထက်တယ်မှာပါတယ်အိမ်ကဈေးအောင်ခိုင်းပြီဆိုလို့ရှိရင်အပတ်ပြေးတာပေါ့ဒါမှလည်းမရဘူးကျွန်တော်ရောင်းအောင်မယ်ဆိုတော့လေအဲဈေးကဒါမှဖြစ်မနေရောင်းရတာ ရောင်းရဲဆိုတော့ဈေးရောင်းရတဲ့လောက်ကိုမကြိုက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတကယ်ကယ်ရောင်းရပြီဆိုလို့ရှိရင်လည်းကျွန်တော်ဈေးမရောင်းရရင်လည်းမကြိုက်ပြအောင်နောက်တစ်ခုကကျွန်တော်တို့ဈေးရောင်းရင်ပျော်တဲ့အချိန်ရှိတယ်ပါလေဈေးရောင်းရင်အရင်ဘုံဘုံပေးတယ်ပေါ့လေပြစင်းသားကြီးငငယ်တော့ကိုယ်မိဘကဒါကျွန်တော်စီးပွားရေးအခြေခံကိုသင်ပေးတာပဲဈေးရောင်းတဲ့ဟာကိုသင်ပေးတယ်ဆိုတော့ကျွန်တော်တို့ကစီးပွားရေးတနည်းအားဖြင့်ကျွန်တော်တို့စီးပွားရေးအခြေခံသင်ပေးတယ်လို့ဒါနားလည်လို့ရပါတယ်ကျွန်တော်တို့တကယ်တကယ်ဟိုအရွယ်ရောက်လာတဲ့အချိန်မှာလုပ်ငန်းဝင်ဝင်တဲ့အချိန်မှာနောက် အပိုင်းစည်းဝါးကြီးကျွန်တော်ဆက်လုပ်တဲ့ချိန်မှာဒါမိဘတွေလည်းပြန်ပြီးတော့ကျေးဇူးတင်ရတယ်ပေါ့။အဲသူတို့ကတော့ငငယ်တွေကဒီဈေးအောင်တဲ့အခြေခံကိုကျွန်တော်တင်ပေးလိုက်တယ်။အဲကျွန်တော်တို့ကငငယ်တွေတော့ဒါရှက်တဲ့ကြောက်တဲ့စိတ်နဲ့မရောကျင်ဘူး။တကယ်တည်းကကျွန်တော်တို့အခြေခံကောင်းတွေဒါအပေးတယ်လို့ပြောလို့ရပါတယ်။ဆိုတော့ဈေးအောင်တာဒီ sales လောက်တာကကျွန်တော်စည်းဝါးရဲ့အခြေခံပဲ။အဲကျွန်တော်စည်းဝါးလုပ်ငန်းတွေမှာကြည့်ကြည့်ပေါ့နော်။တကူမဟုတ်တကူရောင်းနေတာပဲ။ဟိုမှာကျွန်တော်တို့ကဒီ product ရောင်းမလား၊ဒါမှမဟုတ် service ကိုရောင်းမလား၊ဒါမှမဟုတ်ကျွန်တော်တို့ကဒီ business to consumer ဆိုတော့ဒီ B2C အနေနဲ့ရအောင်မလား business to business ဆိုတော့ဒီ B2B အနေနဲ့ရအောင်မလားကျွန်တော်တို့ပုံစံတစ်မျိုးမျိုးနဲ့ရအောင်နေကြတာပဲပေါ့ကျွန်တော်အနည်းဆုံးတော့ပြောခင်ဗျာကိုကဒီ professional လုပ်တယ်ဝန်ထမ်းလုပ်တယ်ဆိုရင်တော့ဒါကိုယ့်ရဲ့ skill ကိုရအောင်နေတာပဲဖြစ်ပါတယ်နောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်တို့ငငယ်တွေကဒီဈေးအောင်နဲ့အကျင့်ကိုလုပ်ပေးထားတယ်ဆိုလို့ရှိရင်ဟောပတ်စံကိုပတ်စံဘယ်လိုရှာမလဲသိလာမယ်နောက်ပတ်စံကိုတံပိုးထားတတ်လာမယ်နောက်တစ်ခုကဒီ ဟိုပတ်စံဘယ်လိုစီမံခံခွဲရမလဲပေါ့နော်ဒါတွေကျွန်တော်တို့ကဒီနားလည်အောင်လေ့ကျင့်ပေးထားတာလို့ပြောလို့ရပါတယ်ကျွန်တော်အောင်မြင်တဲ့လုပ်ငန်းရှင်တွေအများစုဒါလေ့လာခြင်းလဲသူတို့ကငင်ကလေးရတာဒီဈေးအောင်ခဲ့တဲ့အလေ့ကျင့်တွေရှိကြတယ်တချို့ဆိုလို့ချင်းကိုယ်တိုင်မရောက်ပေမဲ့အကိုရဲ့မိဘကိုဒါဝိုင်းကူပြီးတော့ရောင်းပေးခဲ့ကြတဲ့ရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဈေးအောင်တာအစည်းအဝေးရဲ့အခြေခံပဲဖြစ်ပါတယ်ဈေးအောင်တဲ့သူတိုင်းကမချမ်းသာပေမဲ့ချမ်းသာတဲ့သူတိုင်းကတော့တနည်းမို့တနည်းဈေးရောင်းနေကြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်